ဒီဘောမင်းထံမှစင်ဖြူတော်ကိုဝယ်ခဲ့သူကုန်းပေါင်ခဲ့နောက်ဆုံးမင်းဆက်ဖြစ်သောဒီဘောမင်းထံမှတောင်တလုံးအမည်ရှိစင်ဖြူတော်ကိုဒေါ်လာ2,500ပေး၍ဝယ်ယူလိုက်သောနိုင်ငံသားသားမှအမေရိကန်ပြည်သားပီတီဘာနန်ဖြစ်သည် ူသည်ငွေကုန်ကြေးကျများစွာဖြင့်ကမ္ဘာအထူးဆန်းပြပွဲများကိုကမ္ဘာနှင့်လိုက်လံပြသနေသူဖြစ်သည့်တီဘောမင်းထံမှ တောင်တလုံးကိုဝယ်ယူပြီး1884ခုနှစ်မတ်လ28ရက်နေ့တွင်ရန်ကုန်စိတ်ကမ်း၌စိုက်ကပ်ထားသောလီဒီယမ်မိုနာခ်အမည်ရှိအင်္ဂလိပ်သင်္ဘောကြီးဖြင့်မြို့တော်လန်ဒန်သို့တည်ဆောင်သွားပြီးထိုမှတဆင့်အမေရိကန်နိုင်ငံနယူးယောက်မြို့သို့ရေကြောင်းခရီးဖြင့်ဆက်လက်၍တည်ယူသွားကြလေသည် မကြာမီပင်နယူးယောက်စိတ်ကမ်းသို့မြန်မာပြည်မှ တောင်တလုံးကိုတဲဆောင်လာသောတင်မောကြီးသည်စိုက်ကပ်လာတော့ဤပီတီဘာနန်းလဲသတင်းစာဆရာများနှင့်အတူစင်ဖြူတော်ကြီးတောင်တလုံးအားကြိုဆိုရန်တင်မောဘော်တို့ခတ်တွတ်တွတ်ကလေးတက်သွားလေသည်တောင်တလုံးကိုတွေ့မြင်လိုက်ရသည့်အခါအထင်နှင့်အမြင်လွဲနေပြီဟုယူဆပြီးအတော်ကလေးပင်စိတ်ပြက်လက်ပြက်ဖြစ်သွားရလေသည် တောင်တလုံးအားစင်ဖြူတော်အစ်စ်ဟုံမဟုတ်တိလို၍ပီတီဘာနန်းသည်ယိုဒီးယားမှစင်ကြန်းကျင်သူပုဂ္ဂိုလ်များအားငှားယမ်း၍စစ်ဆေးစေသည်ယိုဒီးယားမှရောက်ရှိလာသော စင်ကြန်းကျင်သူများကတောင်တလုံးအားစစ်ဆေးဆက်ဆက်စစ်ဆေးကြည့်ရှုကြပြီးနောက်စင်ဖြူတော်အစ်စ်မှန်ဖြစ်ကြောင်းအခိုင်အမာထောက်ခံပြောဆိုသွားကြ၏ဘာနန်းလည်းထိုခါကြမှရတတ်အေးပြီးဝမ်းမြောက်ဝမ်းသာဖြစ်သွားရလေတော့သည်ဒီဘောမင်းရောင်းချခဲ့သောစင်ဖြူတော်တောင်တလုံးသည်အမေရိကန်နိုင်ငံတော်ဝန်း၌ပြိုင်ဘက်ကင်းသည့် တကောင်သေးသောစင်ဖြူတော်ဖြစ်လာခဲ့လေသည်